every night, I dream the same dream. Yeah, Stone X မှာကျေသူပါတယ်။တကယ်တော့ Doctor Strange 2ရုပ်ရှင်ဒီ Marvel ရုပ်ရှင်လောကအတွက်ပထမဦးဆုံးအပြင်ကြောက်ဖို့အကောင်းဆုံး Horror ရုပ်ရှင်တစ်ခုဖြစ်ခဲ့တယ်ဆိုရင်ကော Doctor Strange 2ရုပ်ရှင် Multiverse of Madness ရုပ်ရှင်ဒီ Doctor Strange နဲ့ Scarlet Witch တို့လိုနာမည်ကြီး character တွေပါဝင်ခဲ့ပေမဲ့မပြည့်စုံခဲ့တလို့အပြစ်ပြောစရာတွေဝေဖန်စရာတွေအများကြီးဖြစ်ခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ So what went wrong? ဘာတွေကမှားသွားခဲ့လဲဆိုတာနဲ့ Tom Cruise ရဲ့ Iron Man တို့ Deadpool တို့အထီကိုပါဝင်ဖို့ဖြစ်ခဲ့တဲ့ original script မူလ plan ကဘာဖြစ်မလဲ? Predator တို့က ဘလောက်အထိမိုက်တဲ့အရာတွေကိုလက်လွတ်ခဲ့ရလဲဆိုတာတွေကိုဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးတော့မှာမို့လို့စိတ်ဝင်စားကြရဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်အထိကြည့်သွားပေးကြပါအောင်အခုကတော့ intro လေးပြီးစလိုက်အောင် I am vengeance. I am the night. I am Batman. โอเค Doctor Strange 2ရုပ်ရှင်က version 3ခုအထိအောင်ရှိခဲ့တယ်ဆိုပြီးတော့ကြားရပါတယ်အဲ့ဒါတွေကပထမအဦးဆုံး original writer director တို့ရဲ့ version ဒုတိယနဲ့ final director Sam Raimi ရဲ့ covid မတိုင်ခင်နဲ့ covid အတွင်းကာလတို့ဆိုပြီးတော့၃မျိုးအထိကိုအများကြီးအပြောင်းလဲတွေလုပ်ပြီးတော့ရိုက်ခဲ့ရခြင်းဖြစ်ပါတယ် Marvel Studios ဒီ Doctor Strange ရဲ့ sequel ရုပ်ရှင်အတွက်အပြောင်းအလဲလေးလည်းဖြစ်သွားအောင် horror ဆန်ဆန်လေးရိုက်ချင်တယ်လို့တွေးမိခဲ့ကြတဲ့အတွက်ပထမ Doctor Strange 1ရဲ့ director လည်းဖြစ်တယ် horror မှာဆရာတစ်ပါးလည်းဖြစ်တယ် director Scott Derrickson ကိုပဲယူ းချဲခဲ့ကြပါတယ်သူတို့ကရိုက်ကူးနေရင်မှကြောက်ဖို့ကောင်းလာချက်ကစတူဒီယိုစကူတိုင်းတော်မှနောက်ဆုံးကြောက်သွားခဲ့တဲ့အတွက် no marvel predator တွေကဒီလောက်အထိအပြောင်းလဲကြီးတွေကိုကြည့်တမှာမဟုတ်ဘူးကြိုက်ကြမှာမဟုတ်ဘူးလို့ဆိုရင်လည်းရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ပြောင်းလဲဖို့လိုတာတွေဝင်ရောက်ဆော့ဖတ်တာတွေကိုလုပ်ခဲ့ကြပါတယ်ဒီရိုက်ဒါရိုက်တာကလည်းစိတ်ဆိုးသွားခဲ့ပြီးတော့ရိုက်လက်စကြီးကိုထားခဲ့တယ်ဆောက်ရမ်းမိုက်တဲ့ Ethan Hawke ပါဝင်တဲ့ Black Phone ရုပ်ရှင်ကိုတွားပြီးတော့ရိုက်ကူးခဲ့ပါတယ်သူရဲ့မူလ Blandy ရုပ်ရှင်ရဲ့ villain အဖြစ် Marvel Comics ရဲ့ horror villain လည်းဖြစ်တဲ့ Nightmare ကိုအသုံးပြုဖို့အတွက်ရည်ရွယ်ခဲ့ပါတယ် Nightman ဆိုတာဒီနာမည်အတိုင်းပဲလူတွေကိုအိမ်မက်ဆိုးတွေပေးပြီးတော့လူတွေရဲ့အဆိုးရွားဆုံးအိမ်မက်တွေကိုအသုံးချပြီးတော့ဒုက္ခပေးသူဖြစ်ပါတယ်။ရုပ်ရှင်မှာသူတို့က Scarlet Witch ကိုလည်းထည့်သွင်းထားခဲ့သေးတယ်။ Scarlet Witch ဒီရုပ်ရှင်အဆုံးမှာမှသူရဲ့ကလေးတွေကိုလိုချင်တဲ့စိတ်ကြောင့် Nightman ရဲ့ပြူစားမှုနောက်ကိုပါသွားပြီးတော့ Doctor Strange နဲ့ Wong တို့ကိုပြန်ပြီးတော့တိုက်ခိုက်မဲ့ Villain ဖြစ်သွားဖို့အတွက်ရည်ရွယ်ထားခဲ့ခြင်းဖြစ်ပါတယ်။ Villain Nightman အတွက်လည်းအမဲရောက်ဝစ်ဆုံအမဲရောက်မြင်းကြီးတွေနဲ့ရောက်လာဖို့အတွက်ပြင်ဆင်ခဲ့ကြပြီးသားပါ။ And သူက Doctor Strange ကိုပထမရုပ်ရှင်မှာ Tease လုပ်သွားခဲ့တဲ့ Doctor Strange Strange ရဲ့ညမတေဆုံးကြီး Dr. Strange ကသူ့ရဲ့ညမကိုရေခဲဆိုင်နေပုံမှာမကယ်နိုင်ခဲ့ခြင်းကိုအဓိကအိမ်မက်ဆိုးကြီးအဖြစ်အသုံးချပြီးတော့တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ Dr. Strange ရဲ့နိုင်မဲစင်းအတွက်တောင်မှသူတို့ကရေခဲပြင်နေနဲ့ Dr. Strange ရဲ့ငယ်ဘဝအိမ်ပုံစံတွေကိုပါပြင်ဆင်ထားပြီးဖြစ်တယ်လို့ဒါကြောင့်လဲ Final Cut မှာဆိုရင် Dr. Strange ကအိမ်မက်ကနေပြီးတော့ကြောက်လန့်ပြီးတော့လန်နိုးလာတဲ့ဆင်းမျိုးတွေကိုလည်းမြင်ရအောင်မှာဖြစ်ပါတယ်။အခုပထမ Director ရဲ့ Cut မှာက Christine လုံးဝပါဝင်ခဲ့ခြင်းမရှိဘူး။ Dr. Strange အတွက် Love Interest အနေနဲ့က Clear ရှိနေမှာဖြစ်ပါတယ်။ Clearly Darkgram မျိုးရဲ့အုံဆိုသူဒေါ်မမူရဲ့သူမလည်းဖြစ်တဲ့အတွက်အမောင်လောကအကြောင်းကိုနားလည်ပြီးတော့ Nightmare လို့အမောင်နတ်ဆိုးစီကနေပြီးတော့ Doctor Strange ကိုလွတ်မြောက်ဖို့အတွက်ကူညီပေးသွားအောင်မလည်းဖြစ်ပါတယ်။နောက်အရာတွေအားလုံးကိုစီစဉ်ပြီးတော့မှ Director ကလွတ်ချပြီးတော့ထွက်သွားခဲ့တဲ့အခါမှာ Horror ကိုပဲရိုက်ဖို့အတွက်စီစဉ်ပြီးသားဆိုတော့ Studios ဒီ Tobey Maguire Spider-Man တွေရဲ့ပယ်ကန်ရှင် Evil Dead လို့ Legendary Horror ရုပ်ရှင်တွေအတွက်ပယ်ကန်ရှင်ဖြစ်တဲ့ Sam Raimi ကိုရွေးချယ်ပြီးတော့တဝက်တစ်ပြက်ကနေပြီးတော့ဂိုင်တွေရိုက်ကူးစေခဲ့ပါတယ်။ Script ကိုပြင်ဆင်ဖို့အတွက်လည်းသူတို့က ဲ့ဒီအချိန်မှာ Loki series နဲ့ Kang the Conqueror ဇလန်းတွေကိုအဓိကရေးသားနေခဲ့တဲ့ Michael Waldron ကိုပြန်ခေါ်ပြီးတော့လိုအပ်တာတွေကိုပြင်ဆင်ခဲ့ပါတယ်။အဲနောက် Rider အသစ်တီတူကိုရိုင်းပြောတာအရ Scarlet Witch လိုအကောင်ဆုံး villain ကြီးရှိနေတာတော့မှသူတို့ကဘာလို့မတုံ့မဲနဲ့တခြား Avengers ရုပ်ရှင်တွေမှာအသုံးပြုနေရမှာလဲလို့ဆိုရင်ね Scarlet Witch ကို main villain ဖြစ်စေလိုက်ပါတယ်။အစားပလန်အရာဆိုရင်616ရဲ့ Mordor တို့ Doctor Strange 1ရဲ့ credit scene မှာစုံနေစီကနေပြီးတော့ပါပါလိုက်စုနေတာကိုပြခဲ့တယ်လို့မျိုးဒီရုပ်ရှင်အစမှာဆိုရင်လဲ Scarlet Witch ကိုလာပြီးတော့စုံ ူမှာဖြစ်ပါတယ်။ Best Scarlet Witch ကသူရဲ့ Chaos Magic နဲ့ပဲခေါင်းဖြတ်ပြစ်လိုက်မှာဖြစ်ပြီးတော့ Studios ကအဲ့ဒီခေါင်းဖြတ်လိုက်တဲ့စင်ဒီ Braided တွေကိုပြဖို့အတွက်စိတ်အနှောက်ယှက်ဖြစ်မှာအရန်ဆိုတဲ့အတွက်ရုပ်ရှင် Final Cut ကနေပြီးတော့ဖြုတ်ချခဲ့ကြခြင်းဖြစ်ပါတယ်။ And Scarlet Witch originally ခြာရမယ့် Illuminati အသင်းကလည်းနောက်ဆုံး Final Cut ပေါ်ကအသင်းနဲ့လုံးဝမတူခဲ့ပါဘူး။မူလစီရင်ထဲမှာဆိုရင် Tom Cruise ရဲ့ Iron Man တို့ Deadpool နဲ့ Wasp တို့ပါပါဝင်ခဲ့ကြပါတယ်။ James Bond Mentor ကြီးဖြစ်တဲ့ Daniel Craig ကလည်းတော်ရဲ့ညီကိုဖြစ်တဲ့ Border the Brave အဖြစ်ပါဝင်ဖို့အတွက်ရှိ ခဲ့ပေမဲ့ရုတ်တရက်ကိုဗစ်တွေထားဖြစ်တဲ့အခါမှာယောဂကူးမှဆိုးခဲ့တဲ့အတွက်ကြောင့်ရိုက်ကူးရေးကိုမလာတော့ဘဲနဲ့ညင်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။အန်စရင်အရာဆိုရင် Iron Man 1ရဲ့ villain ဖြစ်တဲ့ Iron Monger ကလည်း Blackboard နေရာမှာပါဝင်သွားမှာဖြစ်ပါတယ်။အဲ့ဒီအချိန်ထိ Studios က Deadpool ကိုဆက်ဆရရခြင်းအချိန်နဲ့ဖြစ်တဲ့အတွက်တန်းပြီးတော့ထည့်လိုက်ဖို့အတွက်ကြံစည်ခဲ့ကြခြင်းဖြစ်ပေမဲ့အရန်လောနေသေးတယ်၊အရန်စောနေသေးတယ်ဆိုပြီးတော့ခံစားခဲ့ရတာကြောင့်ဖြုတ်ပစ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ COVID ကာလဖြစ်သွားခဲ့ခြင်းကရုပ်ရှင်ရိုက်ကူးရေးအပြင်ရုပ်ရှင်ထုတ်လွှင့်တဲ့ရက်တွေကိုပါအများကြီးထိခိုက်သွားစေခဲ့တာပါ။ ါအစက Doctor Strange 2ရုပ်ရှင်ဒီ Spider-Man No Way Home ရုပ်ရှင်မတိုင်ခင်မှာထွက်လာခဲ့မှာဖြစ်တာကြောင့်အရှုပ်တွေကရုပ်ရှင်တစ်ခုလုံးရဲ့အဖြစ်အပျက်တွေအပေါ်ကိုပါသွားပြီးတော့ညှိစေခဲ့ပါတယ် Original Plan အရဆိုရင် Doctor Strange 2မှာ America Chavez ကိုမိတ်ဆက်ပေးထားပြီးပြီဖြစ်တဲ့အတွက် America Chavez ဒီ Spider-Man No Way Home ရုပ်ရှင်မှာ Final Battle မှာပါထပ်ပြီးတော့ပါဝင်ဖို့ဖြစ်ခဲ့ပါတယ်ဒါပြင်ရုပ်တရက်ကြီး Net ကိုမော်ဆရာလုံးပစ်လိုက်မယ်အစားမူရင်း script အရဆိုရင် Toby Maguire နဲ့ Andrew Garfield ရဲ့ Spider-Man တွေကို America Chavez က Multiverse Portal တွေကိုဖွင့်ပေးပြီးတော့လမ်း ခေါ်ပေးမှာမျိုးဖြစ်ပါတယ်။အဲ့ဒါကလည်းပို့ပြီးတော့ရုပ်တည်ရှိနိုင်မယ်လို့ထင်ပါတယ်။ So final version ကိုကတော့ Mommy Scarlet Witch ကြောင့်လူကြီးများခဲ့တာကိုလူကြိုက် များခဲ့တာကိုရှိပေမဲ့မကြိုက်ကြခဲ့တဲ့လူတွေလည်းအများကြီးရှိမှာအမှန်ပါပဲ။ So Predator 2ကဘယ်လိုထင်ကြလဲ?မူရင်းပလန်ကပို့ပြီးတော့ကောင်းမယ်ထင်လားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင်။ And as always guys ဗီဒီယိုလေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ USVPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ညညာလေးတွေကိုစုံအောင်အထူးကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာပဲ 对家呀。